ရွှေဈေးတွက်နီးလေးရွှေဈေးတက်နီးဆိုတာကရွှေဈေးနှုံဈေးနှုံတွက်နီးလေးပြောပြမယ်နော်ရွှေဈေးနှုံတွက်နီးလေးက ကျမတို့ကအခောက်ရွှေပေါ့နော်အခောက်ရွှေအခောက်ရွှေရနေမှာကျမတို့စိုင်းနေမှာလုပ်တယ်ဆို15ပဲရှိမယ်23ပဲရှိမယ်14ပဲနှစ်ပြားရှိမယ်ဒါဆိုရင်ဒီရွှေစည်းတွေကိုကိုဘယ်လိုတွက်လို့ရမလဲပေါ့အခောက်စီအခောက်ရွှေစည်းတိလိုက်တာ ਨੇ 15ပဲလည်းတိမယ်14ပဲနှစ်ပြားလည်းတိမယ်14ပဲလည်းတိမယ်23ပဲလည်းတိမယ်နော်ဆိုတော့အဲ့လိုမျိုးလေးတိရအောင်ဘယ်လိုတွက်မလဲပေါ့ကိုသူများအောင်မေးစရာမလိုပဲ ਨੇ အခောက်ရွှေစည်းတစ်ခုတည်းကိုတိရုံ ਨੇ အဲ့တော့ ရွှေဈေးတွက်နေလေးပေါ့နော်အဲ့တော့အခောက်ရွှေဈေးကိုကျွန်မတို့က16ပဲရေဈေးအမြောင်16ချရေးထားမယ်နော်အစား16ကာကူလေတာမှာ16ပဲရေဈေးအမြောင်16အစား16ဆိုရင်15ပဲရေဈေးရမယ်ဟုတ်ပြီနော်နောက်တစ်ခါ14ပဲနှစ်ပြားဈေးဆိုရင်နော်14ပဲ 14ပဲနှစ်ပြားစီဆိုလို့ရှိရင်16ပဲရေစီအမြောက်16အစား16.5 9ဒါဆိုရင်14ပဲနှစ်ပြားစီနော်နောက်တစ်ခါ14ပဲရေစီဆိုရင်အခောက်ရွှေစီ အမြောက်16အစား18ဒါဆိုရင်14ပဲရေစီ73ပဲရေစီဆိုရင်16ပဲရေစီအမြောက်16အစား19ဒါဆိုရင်73ပဲရေစီ နော်ဆိုတော့ဒီမှာဒါလေးဟာရွှေဆွေးတက်နီးလေးမှာ15ပဲရည်စည်းကိုတည်ကျင်နေဆိုရင်16ပဲရည်စည်းအမြောက်16အစား16 14ပဲနှပြားရည်စည်းကိုတည်ကျင်နေဆိုရင်အခောက်ရွှေစည်းအမြောက်16အစား18တသမ5 14ပဲရည်စည်းကိုတည်ကျင်နေဆိုလို့ရှိရင်16ပဲရည်စည်းအမြောက်16အစား18 73ပဲရည်စည်းကိုတည်ကျင်နေဆိုရင် အခောက်ရွှေစီအမြောင်၁၆အစား၁၉ဒါဆိုရင်ဈေးနှုန်းတွေရောက်မှာဖြစ်တယ်เนาะအဲ့တော့ဥပမာပေါ့ကျွန်တော်တို့ကတွက်ကြည့်ကြမယ်ဒီနေ့၁၃ပဲရေစီဘယ်လောက်ရှိလဲလို့ကျွန်တော်တို့တွက်ကြည့်မယ်15ပဲရေစီဘယ်လောက်ရှိလဲလို့ကျွန်တော်တို့တွက်ကြည့်မယ်အဲ့တော့ကျွန်တော်တို့ဒီနေ့တဘောဥပမာအားဖြင့်89သိန်းဆိုပါစို့ဒါဆိုရင်ကျွန်တော်တို့89သိန်းအမြောင်16ကာကူလေတာမှာเนาะ89 89သိန်း အမြောက်အမြောက်ဆက်ချောင်းအစာကျမတို့ဆက်ခွန်ဆိုလို့ရှိလို့ရှိရင်ဒီမှာ82သိန်းနဲ့4800ကျော်စီဒါကျမတို့15ပဲစီအဲ15ပဲတပဲစီကိုပြန်တည်တင်နေဆိုရင်အစာဆက်ချောင်းနဲ့ပြန်ပြီးသွားလိုက်တယ်ဆိုရင်15ပဲတပဲစီဒီ4500 2940ကျက်ဒါ15ပဲ ဆက်သုံးဘင်းဤဈေးကိုတည်ကျင်နေဆိုရင်လေ89သိန်းအမြောင်း16အစား19ဒါဆိုရင်64သိန်း8240ဆက်သုံးဘင်းဤဈေးအဲ့ဒါကိုတပည့်ဈေးတည်ကျင်နေဆိုအစား16နဲ့ပြန်စားလိုက်ရင်တပည့်ဈေးသည်4500 4 5263ချက်ဒါဆိုရင်တွက်တက်ပြီလို့ထင်တယ်နော်အဲ့ဒါကရွှေရဲ့ဈေးရွှေဈေးနှုန်းတွေကိုတွက်တဲ့နည်း ်နော်ရွှေစည်းနှုံးတွေကိုတွက်တယ်နီးအခေါက်စည်းကိုတင်15ပဲ14ပဲ2ပြား14ပဲ73ပဲရွှေစည်းတွေကိုကို့ဟာကိုတွက်ချတယ်နီးဒါဆိုရင်ကိုကအခေါက်စည်းတီးပြီဆိုတာနဲ့15ပဲဘယ်စည်းလဲလို့ကို့ကိုညာပြောလို့မရတော့ဘူး14ပဲ2ပြားဘယ်စည်းလဲ73ပဲဘယ်စည်းလဲညာပြောလို့မရတော့ဘူးဒီမှာစည်းတွက်ချလိုက်လို့ရပြီဒီဖော်မြူလာလေးကိုကို့ကိုချရေးထားကျွန်မချရေးထားတယ်လို့မျိုးလေးနော်ရှင်းလားမသိဘူးเนาะ တရတီနဲ့3ပြီးပတရတီနဲ့6 9ပြီးရွှေချိန်ကဟောပါဦးစိန်ချိန်က 59သိန်း9000ဒီနေ့ live မှာပဲရမယ်တဲ့နော်ယူကြ59သိန်း9000ဒီနေ့ live only တဲ့နော်59သိန်း9000ကလေးမမမီးပြန်ထိုးလိုက်တော့မယ်နော်59သိန်း9000ဒီနေ့ live only တဲ့နော်ယူကြအဲ့ဒါလေးအဲ့ဒါလေးရှင်းပြီနဲ့တွေ့ရနော်အဲ့လိုလေးကျမဒီလိုရေးတယ်လို့လေးချရေးထားကြသိလားဒါဆိုရင်တွေ့ရတာလွယ်တယ်လीနော်နောက်နေ့ကျရင်စိန်တွေ့နေ့တခါထပ်ပြောပြအောင်မယ်အချိန်ချင်းတော့ပြောပြီးပါပြီဒါပေမဲ့လည်းထပ်ပြောတာပေါ့ 59သိန်း9000ဟာအများကြီးမရှိဘူး။ဒါပဲရှိရင်59သိန်း9000ဟာနော်။59သိန်း9000ဟာအများကြီးမရှိဘူး။59သိန်း9000ဟာအများကြီးမရှိဘူး။59သိန်း9000ဟာတရတီနဲ့9ပီ59သိန်း9000ဟာတရတီနဲ့9ပီဈေးကွက်ထဲမှာ85သိန်းရှိတယ်ယူ။တရတီနဲ့9ပီဈေးကွက်ထဲမှာ85သိန်းရှိတယ်နော်။တရတီနဲ့9ပီပါဈေးကွက်ထဲမှာ85သိန်းရှိပါတယ်။တရတီနဲ့9ပီပါဈေးကွက်ထဲမှာ85သိန်းရှိပါတယ်။ တရတီနဲ့ခဏပြီးပါနော်ဈေးကွက်ထဲမှာ85သိန်းရှိပါတယ်နော်အရှိတလာရပါလေဘူတရမူပြေတော့မှာဘောကျန်အပြည့်ရတယ်ဘောဝဲကြီးဘောဝဲရမယ်ပါဒါပဲလို့ဟောအေးပန်းသခင်မလေလာခဲ့အဲ့အဲ့ဒါပဲပြန်နောက်နောက်နောက်လူစိုးပြီတလောက်ရော ဘလားလူလေးလူလေးကနေဆက်တယ်လို့မပြောတော့ဘူးအင်းဒီလောက်ပြောနေတယ်100နဲ့8 100နဲ့8ဒီမှာဒါလေးเนาะ100နဲ့8သိန်းဒီဥစားလေးอ่ะ100နဲ့8သိန်းတမိတာဘယ်နှလုံးစီ तू อ่ะ30စီမှာ30စီ100နဲ့8သိန်း ရတယ်တစ်ခေါက်တော့ဘယ်တော့မှမလာဘူးနော်နော်တော့ကောက်လို့ဘယ်မှာလဲမပြီးဘူးလောက်တော့ဒါအာညီရလည်းညီတို့လောက်ကတော့မလေးကောက်မောင်းကတသိန်းနဲ့တသန်းသူတို့ကြတော့အကောင့်နေဖွင့်ရတာလွယ်တယ်တော့ငါတို့ကြတော့အကောင့်တစ်ကောင့်တစ်ကောင့်ဖွင့်လို့မလွယ်ဘူးတော့နော်ငါတို့ကလေအကောင့်ဖွင့်ပြီးအခုငါတို့အကောင့်နေဖွင့်တာနှစ်ကောင့်သုံးလို့မရသေးဘူးနော်နှစ်ကောင့်လို့မင်မင်ရေးဖွင့်ပေးတာတကဝင်လို့မရသေးဘူးကဲဘယ်လိုလဲမသိဘူးသူများတွေအေးအကောင့်သူတွေသူများတွေမြန်ပေါ့တာဆိုငါတို့ကြတော့လေကိုယ်ဖွင့်တော့ 不能讲农民币，农民币，不管。不要给我们农民币。我排进两个币，不要那边。你个破狗，你个地方，你个。有啊。农民币吗？ ီမှာဒီဥစ္စာလေးနော်ဒီဥစ္စာလေးကဒီဥစ္စာလေးတရားနဲ့ရှစ်သိန်းနဲ့တကုံးရမယ်နော်တရားရှစ်သိန်းနဲ့တကုံးရမယ်ဒါပြီးခဲ့တဲ့ live တုန်းကနည်းနည်းလေးဒါကတော့အနောက်အချက်ကလေးပေါ့လေဆိုတော့ဖြစ်ထားတဲ့ဟာလေးပေါ့နော်ဆိုတော့အနောက်ကလေးဖြစ်ထားတဲ့ဟာလေးမလို့တရားနဲ့ရှစ်နဲ့တကုံးကြံမယ်ဆိုတော့59သိန်း9တောင်ယူနော်ဒီနေ့ live မှာပဲရမှာ59သိန်း9တောင်တရားဒီနေ့ခုနှစ်ပြီတရားဒီနေ့ခုနှစ်ပြီမမတို့59သိန်း9တောင်ကယူနော် တင်ရဒီနဲ့ခုနှစ်ပြီးနော်59သိန်း9000ကယူနော်တီလာတင်ရဒီနဲ့ခုနှစ်ပြီး59သိန်းနဲ့9000တင်ရဒီနဲ့ခုနှစ်ပြီး59သိန်းနဲ့9000တင်ရဒီနဲ့ခုနှစ်ပြီး59သိန်းနဲ့9000မှာ တင်ရတီနဲ့ခွန်နှပြီးပါ96သိန်းနဲ့9000မှာတင်ရတီနဲ့ခွန်နှပြီးပါ96သိန်းနဲ့9000မှာတင်ရတီနဲ့ခွန်နှပြီး96သိန်းနဲ့9000 တရင်ဒီနေ့ခုနှစ်ပြီး59ဒိန်းနဲ့9000ဒီနေ့ live မှာပဲဒီနေ့ live မှာပဲ